တို့ညာရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရွတ်ဖတ်ပေးမှာကတော့ဆရာတေပောင်မြင့်ဘာသာပြန်ထားတဲ့တမ်နီလိပ်ပြားဆိုတဲ့ဘာသာပြန်ဝိတ္ထုရှိရဲ့အပိုင်းနှစ်ဖြစ်ပါတယ်ခင်ဗျာခန်းစားနာစဉ်ပြင်ကြပါအောင်ခင်ဗျာ KD 1923-1928-1923ခုနှစ်ဇွန်လဒီနေ့တွင် KD ဂျက်ဆန်သည်အခန်းထဲတွင်တယောက်တည်းလှည့်ပတ်ကနေဝတ်စားလဲပြီးဗန်းညံတဲ့လမ်းလျှောက်ထွက်ရန်အချိန်ဆောင်ရင်ကနေခြင်းဖြစ်သည်အင်ကြီးကလည်းဟိုက်များလွန်နေသည်မမေတွေ့လင်တော့ပူညံပူညံလှုပ်အုပ်မိမှုချမမေက KD ကိုအနေထိုင်သိမ်မွေ့ဖို့အမှုရာရင်ကျေးဖို့ဆုံးဖြတ်ချက်မှန်ကန်ဖို့အစဉ်တွန်တန်လေးရှိသည် မြေရန်ဘိုင်းကောင်းကြောက်ပြီးနေရမည်ဘွားမျိုးကေတီပြင်းသည်ဥမာခုလိုနေခြင်းမျိုးတခါတလေအတွဲနဲ့ထွက်ချင်သည်လေမိုက်ကာလာဟန်နဲ့တွဲသည်ကိုပြပင်းလုံးဝသဘောမတူဖေဖေအလုပ်လုပ်သည့်ဖရန်ကလင်ဂယ်မီကျောင်းကကျောင်းဆောင်၏သားဖြစ်၍မိမိသဘောမတူခြင်းဖြစ်သည်ရှင်နေသမီးကလေးကမိုက်ကိုကေတီချစ်ခဲ့သည်ကြည်လာလျင်မိုက်နှင့်လက်ထပ်မြည်ဟုကြင်ညာခဲ့သည်မိမိသည်ကလေးစိတ်နှင့်ပြောခဲ့သည့်ကေတီစကားကိုယနေ့တိုင်သတိရနေ၏ မိုက်ကိုဘယ်တော့မှဖော်ဖော်ယွယွမရှိထို့ကြောင့်သူတို့နှစ်ယောက်ခိုးကြောင်ခိုးဝဲလမ်းလျှောက်ထွက်ကြရသည်ကီတီဆက်ရှင်နှစ်ပြည်ပြီငငယ်တော့ကလို့မိုက်ကိုဆွဆွလန်းလန်းချစ်နေသေးရဲ့လားဟုကိုကိုကိုပြန်မေးကြည့်သည်အဖြေကမရည်မရာထို့တဲ့အရေးကြီးသည်မှာမိုက်ကရောမိမိကိုလက်ထပ်မလားဆိုသည့်အချက်မိုက်ကလက်ထပ်ဖို့ကိစ္စကိုတခါမှမပြောဘူးကဲဒီနေ့များ तू ပြောလာမလားမန်တင်ကောင်စီသွားပြီးဆွဆွကြည့်သည် တကယ်လို့မမြင်ရသဖြင့်မကြင်မနှက်ဖြစ်သွား၏အဝိတ္တဇုံတက်လေပြန်သည်စိတ်တန်းကြားမှအခန်းထဲမှဝဲပြန်ထွက်လာခဲ့၏အောက်ထက်ဆင်းမြည်ပြူတွင်ဟိုက်အဖေါ်နေတန်းတိုးနေပါဗောလားဖဖကတော့ကတီဖြုံသည်ဖဖမာဂရက်အော်ဒေါ်နယ်သည်တအိမ်လုံးကိုအမြဲလွှမ်းခြုံပြီးကြည့်နေတတ်သူဖြစ်မျက်လုံးများကစူးရှသည်တစုံတစ်ခုကိုထိုးတုတ်တော့မြည်ငှက်တကောင်၏မျက်လုံးများမြေးကိုတည်တည်ချာချာကြည့်သည် ပါနေမစိုးခဲ့ပါဘူးဖဘွားရဲ့အေးဖဘွားမြင်ပါတယ်ဘာစိုးဖို့လို့လဲငါမြေးပါကလေးတွေက ပန်းလို့ရောင်ပြေးနေတာပဲဟာကဲပါနေမစိုးတာတော့ဟုတ်ပါပြီမိကလေးတငယ်ချင်းတရားစီကိုသွားမှလို့ဖဘွားကိုမညာနဲ့နော်ဖဘွားတိတယ်ယောက်ျားလေးတငယ်ချင်းဆိုရင်ဖဘွားကမမေ့ကိုတိုင်ပါလားမတိုင်ပါဘူးသမီးရဲ့ဒါတဲ့ခုလေမိုက်ကာလဟန်နဲ့ပဲလားမိုင်းနေပဲဆိုရင်ဘာပြုတ်လို့လဲဖဖွားရဲ့အင်း ။တမိမမီစူးစမ်းခဲ့သမျှတွေတဲတဲ့ရည်သွန်းဖြစ်အောင်တမိလှုပ်ပြမှာလား။ကေတီစိတ်ဆုသွားသည်။အိုး။တမိအဲ့ဒါတွေနားမလဲဘူး။တမိဘွားအတွေ့တမိမှာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ဟုတ်ပြီ။အိုတော်နဲ့မျိုးရိုးမှာဒီတက်တဲ့မျိုးရှိကိုရှိရမယ်။အဖေါ်ကကေတီလက်မကိုလှမ်းဆုပ်ကန်လိုက်ကြည့်။တို့ချောင်းရင်းနဲ့အညက်ခံလိုက်ရသလိုကေတီနာကျင်သွားသည်။အဖွားတစ်ခုပဲသမီးစီကတောင်းဆိုမယ်။ မျိုးဆက်သွေးအတွက်ယောက်ျားလေးတယောက်ဝေးပေးဟုတ်ပလားနားလည်တယ်နော်ဂေဒီတန်တူတူကလေးထွက်လာသည်ဟုတ်ကဲ့ဘွားဘွားဘွားကဂေဒီလက်မကိုလှုပ်ပေးလိုက်ပြီးဆက်ပြောသည်အဖွားတသက်လုံးထိုင်ဆောင်မနေနိုင်ဘူးမြင်မြန်လို့ကြားလားမိုက်ကလာဟန်နဲ့ဖြစ်ဖြစ်ဘယ်သူနဲ့ဖြစ်ဖြစ်မြင်မြန်ယူနားလည်တယ်နော်ဂေဒီခေါင်းညှိပြလိုက်ရသည်အဖွားလက်ထက်သွားတော့တပြင်းတစ်ချက်ချပြီးအောက်ထပ်တို့တလန်းချင်းဆင်းလာခဲ့၏အကန်နဲ့တွင်ရှေးအောင်လက်ရပရိဘောကများ ယောမခေဘဘူးလက်ရများပရင်မောင်နာရင်ဖေဖေကစာအုပ်တအုံနဲ့မမေကဖေဖေနဘေးမှာထိုင်ပြီးစာထုတ်လို့ကေတီဆင်းလာတီကိုဖေဖေနဲ့မမေသတိမထားမိကြဖေဖေမှာအရက်ရှင်ရှင်နဲ့ထိတ်ပြောင်စားပြုတ်နေပြီဖေဖေဦးကောင်းမှာသူ့စပွဲပေါ်ကဂျူလီယက်စီဇာရဲ့ဦးကောင်းနဲ့ပို့တူလာသည်မမေကတော့လှတော့မီစပင်တွေဖြူစားပြုတ်လာသည့်အချိန်ဆွဲမဲ့ချင်စရာကောင်းနေစေမမေကဆက်ကနဲ့ကောင်းထောင်ပြီးအလို့ သမီးစင်းလာတာမကြလိုက်ပါဘူးတိတ်လာပါလားအပြင်ထွက်ရင်တိတ်နောက်မကြစေနဲ့နော်သမီးခေးထွက်ဖို့မမီအားလုံးပြင်ဆင်ပေးထားပြီပြီ Mrs. Lawrence ကသမီးကိုစောင့်မနေရစေနဲ့ကြားလာဖေဖေကစောင်းနေမျက်နှာခွာပြီ Mrs. Lawrence ဟုတ်လားဘယ်သူလဲမာရီ Harry မမမီလိုပါတခါတခါတွေ့ဘူးပါတယ်ဗန်းညနာကတိုက်အိုကြီးလေတိတ်ချမ်းသာတဲ့မျိုးသမီးကြီးပေါ့ဂေဒီကိုချစ်လွန်းလို့တဲ့ Mrs. Lawrence စိတ်ပြတ်မသွားစေနဲ့နော်တမီးစိတ်ပြတ်ရင်စိတ်ပြောင်းသွားလိမ့်မယ်ဘလို့စိတ်ပြောင်းပါလဲ Mary ရဲ့သူ့မှာတမီးမရှိဘူး Harry ရဲ့ယောက်ျားလည်းဆုံးသွားပြီတားတယောက်ရှိတယ်28နှစ်ရှိပြီကျမ်းမာရေးမကောင်းဘူးအဲ့ဒီတငယ်ကသူ့ကျမ်းမာရေးအတွက်ခီးထွက်နေရတာကခက်မြန်းများ Mrs. Lawrence ကတနေ့တခါမိကလေးတယောက်စီကိုထက်တန်းလာတဲ့တွင်းပေးတယ် Harry ရဲ့ Mary နဲ့သူနဲ့ရင်းနှီးသွားပြီးဒီနေ့ Katie ကိုပွဲထုတ်ဖို့ဖြစ်လာတာလေး ။ Harry Jackson ခေါင်းကိုမောလိုက်ပြီးပွဲထုတ်တယ်ဟုတ်လား။အဲ့ဒီစကလုံးကလက်တင်ဘာသာကလာတဲ့စကလုံးမဟုတ်ဘူးထင်တယ်။ပြင်သစ်ခြေခံစကလုံးဖြစ်မယ်။ Katie ကသူ့မိကိုကြည့်ပြီးနားလဲစွာပြောင်းလိုက်သည်။ဒီခွင့်ရင်းကိုရရ Mrs. Lauren is လူမှုရေးဖွဲ့စည်းများတွင်မိမိနှစ်ရှည်လာများပြင်ပန်းခံခဲ့ရသည်။တမိသွားမယ်နော်။မိမိစောစောပြန်ခဲ့မှာပါ။ကေဒီကခက်ရှင်ရှင်လေးတဲ့ပြင်ဖေလို့သူကိုလက်တင်ပါတာဖြင့်နှုတ်ဆက်သည် ဟယ်ရီဂျက်ဆင်ကြည်နူးစွာပြုံးကျင်ရသည်လမ်းတွင်မိုက်ကလာဟန်၏စေကူးအိမ်မများအကြောင်းကိုစဉ်းစားရင်းလျှောက်လာသည်မိုက်ကဖီလာဒဲဖီးယားတွင်လူထုခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ရည်ရွယ်ချက်ပြင်းပြနေသူလေမိုက်ကအညောရဝတ်စုံသစ်ကိုဝတ်လာသည်နောက်ကျလိုက်တာကီတီရဲ့ထွက်ရခက်နေလို့လားအဖွားကမိုက်စီလာမယ်ဆိုတော့ရိတ်မိသွားတယ်လေဟုတ်လားအဖွားကြီးကတိတ်ပါတာနော်ပန်းညံပဲစီတို့ရှောင်းရင် မိုက်ကသူလွတ်လွတ်နေသည့်ဆောက်လုပ်ရေးကုမ္ပဏီကြောင်းပြောပြနေသည်။အညဏ်ထဲတွင်မိုက်ကို KT ကမှီနှွဲ့နှဲ့ထိုင်သည်။မိုက်သည် KT ရန်ဖန်ရန်ကသာနှုတ်ဆက်နှံကလေးများပေးဆက်ဖို့၏။ဒီနေ့လူချင်းခွဲခါနေတွင်တော့သူမမတည့်တည့်နမ်းနေသည်။မင်းတို့ကငငယ်ကလေးတည်းကချစ်ခဲ့ရတာမင်းသိပါတယ်နော်။နောက်လေးလလောက်ဆိုရင်ကိုချင်းနေကောင်းပါပြီကွာ။မင်းတို့ကိုလက်ထပ်ပြရစေနော်။မင်းကိုကိုလက်ထပ်မယ်မို့လားယင် KT ။ မျက်လာကြပြီးကီတီဖြေသည်ကီတီမဖြေတတ်ဘူးမိုက်ရဲ့ကိုကအောက်တန်းစားတယောက်မှန်သိပါရဲ့ကီတီဒါပေမဲ့ကိုကကိုလူတလုံးသူတလုံးဖြစ်အောင်လုပ်ယူမှာပါအဲ့ဒါကအကြောင်းမဟုတ်ပါဘူးမိုက်ရဲ့ဘာကအကြောင်းလဲမင်းမချစ်သူရှိနေပြီလားချစ်သူရှိတာမဟုတ်ဘူးမိုက်စီမံချက်တစ်ခုရှိနေတာမိကလေးတယောက်ကိုပွဲထုတ်တယ်ဆိုတာမိုက်သိတယ်နော်တနည်းပြောရင်အယောင်းဝယ်လောက်တာပါကွာကိုကိုအချိန်သာပေးပါ ကိုလည်းအဲ့လိုအတိုင်ဝန်နဲ့ဝင်ပြီးရောင်းဝယ်လုပ်နိုင်ပါတယ်။အဲ့ဒီအတိုင်ဝန်လေးကို KT ကိုယ်တိုင်လည်းဝင်နိုင်မှာမဟုတ်ရဲ့။မိမိမိတ်ဆွေမြို့သမီးကြီးတယောက်နဲ့ပတ်သက်ပြီးဝင်ခွင့်ရမှာပါ။အင်းပြောပါဦး။ပွဲထုတ်ပြီးတော့ဘာဆက်ဖြစ်မှာလဲ။ KT ပြောရခင်နေသည်။တော်တော်ပြောမှတရားမျှတမည်ထင်ဖြင့်ထက်တန်းလာတိုင်ဝမ်မှာတရားရောင်းတဲ့တွေ့ကောင်းတွေ့မှာပါမှရဲ့စီစဉ်နေအားလုံးလုပ်ပြီးပြီကိုတော့လုံးလုံးနားမလဲတော့ဘူးကီတီ တွေ့ကောင်းတွေ့မှာပေါ့ဟုတ်လားလောလောဆယ်တော့ဒီကိစ္စဒီမှာပဲထားရအောင်မယ့်ရေအော်တိုဘာလာလောက်ကြာရင်ကေတီအဖြေပေးပါမယ်ကိုတစ်ချက်မှားသွားတယ်ကေတီစိတ်ချလက်ချနဲ့အချိန်ကိုစောင့်လိုက်ရတာကို့အမားပဲပန်းညံမှာမိုင်းနဲ့လူချင်းခွဲပြန်လာပြီးပြန်ရောက်လာလို့၁၂နာရီကြာရင်ကေတီတို့တအိမ်သားအလုံးလှုပ်လှုပ်ရှားရှားဖြစ်နေကြသည်မင်းညကမစ္စစ်လော်ရန့်ရောက်လာသေးတယ်လေ ကေတင်းနေပလဲကန်းကြီးပန်းဖြီခီထွက်မိတဲ့မစ္စစ်လော်ရင်အိမ်တွင်တညချိုပြီးသွားအိပ်ရမိတဲ့ကေတီဝိသတာရီပြင်းနေသည်ကိုဖဖကြီးကအခန်းဝမှာရက်ကြည့်နေသည်ငါမြေပြစ်စင်နေတာကြည့်ပြီးလွန်ခဲ့တဲ့နှစ်90ကိုဖဖသွားတရိရတယ်အဲဒီတုန်းကဖဖမှာဝစ်ထုတ်ကလေးထုတ်ပဲပါတယ်ဒါပေမဲ့အိမ်ကြီးတအိမ်ကိုအလွတ်လွတ်ဖို့သွားတဲ့ခီးမှာကိုကိုကမင်းသမီးတပါးလို့ထင်ခဲ့တယ်အဖွားတံမှာအတိတ်အကြောင်းများကိုကြားရခဲ့သည် ခုလိုခွင်ကြွက်တီတူညီသည့်အခြေအနေမျိုးတွေနာထွက်လာလေရှိသို့တော့ကေတီတွင်နားထောင်ဖို့အချိန်သိမ့်မရှိတော့သမီးတို့မိသားစုဆက်ဆက်မှာအားလုံးပြောင်းလဲတိုးတက်ခဲ့ပြီပဲဖွားရဲ့ပြောင်းလဲတယ်ဆိုတော့လည်းတိတ်ကြီးမယုံစားနိုင်အောင်သမီးဟိုတုန်းကအင်ကြီးတဲ့အိမ်ကိုဖွားဖွားသွားခဲ့တယ်အခုသမီးကေတီအင်ကြီးတဲ့အိမ်ကိုသွားရမယ်အခြေခံအားဖြင့်တူတူပဲသမီးတို့ရဲ့ Mrs. Lawrence ကိုတိတ်ထင်ကြီးစရာမရှိပါဘူး အဖွားအလုပ်လုပ်ခဲ့တဲ့ကလစ်တန်မီသားစုနဲ့ဆိုင်ရင်သူတို့ကအောက်တန်းစားတွေပဲကလစ်တန်မီသားစုဆိုတာဘယ်သူတွေလဲဖွားဖွားကလစ်တန်မျိုးဆက်နဲ့လော်ရန့်စ်မျိုးဆက်90အတွင်းတနေရာရာတွင်ဖြတ်တန်းသွားဖို့ကြောင့်ဖွားဖွားကကြင်ယုံရှင်းပြသည်နောက်ထောင်တို့ကောင်းနေဖွားဖွားသမီးချိန်မရတော့ဘူးသွားတော့မယ်အေးအေးကောင်းပြီဖွားဖွားတကူတော့မှားလိုက်မယ်ဘသူကမှဥမညွတ်နဲ့မာနကိုအမြင့်ဆုံးထားသူတို့သမီးကိုလေးစားလာကြလိမ့်မယ် တမိဖွားဖွားအတွက်တခုလုပ်ပေးပါကွယ်အဲဒီကယထာတဲ့ရဲ့နာမည်ဟာကျော်ဆိုင်လားဆိုတာမေးခဲ့စမ်းပါရင်မောင်းသမားကိုပြောရလားဖွားဖွားအော်အေးအေးခုခေတ်ခေါ်တော့ရင်မောင်းပေါ့ကွယ်တမိမမေစီစာရင်ထက်ရင်နော်ကားထွက်ခါနေတွင်မမေကနှုတ်ဆက်ပြီးမှသည်တမိဘွားစပြီးသိလားမမေစီစဉ်နာတွင်မှန်ပါတယ်နော်ဟုတ်ကဲ့ပါမမေမမေစစ်တန်းကြဖြစ်ရပါစေမယ်အကျော်တော်လှုပ်သည့်အရာမဆိုင်ခံကားကြီးတဲ့တွင် KT ညင်ညင်ကလေးလိုက်ပါလာသည် ရင်မောင်းသမားကကေတီကိုရွှေမင်းသမီးလေးလို့တရားသစ်ဆက်ဆံသည်ရှင်းနာမည်ကဂျော့ဆိုင်လိုက်ရင်မဟုတ်ပါဘူးမမလေးကျွန်တော်နာမည်ဘလက်ဆိုးပါဂျော့ဆိုင်ကလမ်းနစဲမှာမော်တော်ကားဝက်ရှော့ထောင်ပြီးကြီးပွားနေပါပြီအော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မစ္စတာဘလက်ဆိုးကျွန်တော်ကိုဘလက်ဆိုးလို့ပဲခေါ်ပါမမလေးအရာမအင်ကြီးဆောင်ရှိသူကားထိုးရလိုက်သည် Mrs. Lawrence ကဆင်ဝင်အောက်မှာကြုံနေသည် ကြည်စမ်း အချင်းကိုက်ပဲအဲ့လိုချိန်မှန်းမှတရော့ကသဘောကျတာကွဲ့ကျွန်မပြင်တရော့ကိုဘလို့ကျေးဇူးတင်ရမှမသိတော့ပါဘူးရှင်အဝတ်စားပြည့်စုံပါတယ်နော်ကီတီဟုတ်ကဲ့ရှင်ပါလာပါတယ်ဒါပေမဲ့ပင်လယ်ကမ်းကြီးနဲ့လိုက်တဲ့ဝတ်တွေလိုသေးတယ်ကွဲ့ခဏနေအချုပ်သမားရောက်လာလိမ့်မယ်လိုအပ်သမားဝတ်တွေထတ်ချုပ်သွားကြတာပေါ့မစ္စစ်လော်ရန်ကကီတီကိုဘော်ရက်သို့ဥဆောင်ခေါ်သွားသည်ရင်သက်ရှူမောလောက်သည့်ပန်းလူရောင်အိတ်ခန်းကြီးထဲကိုဝင်စေသည် ခေါင်းအမွေရာကျွန်တော်အန်စကန်စီအားလုံးပန်းအောင်မြို့သမီးကြီးကနေရာချပေးပြီးအဝတ်တွေဒီညပြီးချုပ်ပေးလိမ့်မယ်ဒါပေမဲ့တနင်္လာပဲယူသွားမှာပါ ပစ္စည်းတွေကိုနောက်ကားတစီးနဲ့ပို့ပေးလိမ့်မယ်တခုတော့ကြိုပြောထားမယ်ကီတီဟုတ်ကဲ့ပါတော်တော်တော့သားကြောင့်မပြောမပြရသေးဘူးသူပါပင်လယ်ကမ်းကြီးရောက်ချင်းရောက်လာလိမ့်မယ်သေးတော့မသေးကြဘူးသူကကျမ်းမာရင်မကောင်းဘူးလေမြင်စီသိတ်ဝါသနာပါတယ်မြင်စီတိုင်းပူဆိုးလာတယ် အတော်ကသူ့ကိုပင်လယ်လေးရှူစေခြင်းနဲ့ဆရာဝန်တွေကပင်လယ်လေးနဲ့မတည့်ဘူးတဲ့စိတ်ပြတ်ပါတယ်ခုလေအာဖရိကကပြန်ရောက်စားပဲရှိသေးတယ်ကဲတမီသွားနာတော့နော်အဝတ်လည်ရန်တက်တာကိုဖွင့်နေစဉ်ခြေတန်လိုလိုကြားလိုက်တဲ့ဖြင့်ခန်းပြင်ထွက်ကြည့်သည်ကော်စော့ကြီးများခင်းထားသည့်ဇင်းညံလိုင်းဟိုမှာဘက်ကစာကြည့်ခန်းကြီးပါလားလက်ထဲတွင်ဖန်ခွက်ကင်လေးကေတီကိုထိတ်တလန့်အလှမ်းကြည့်နေသည့်လူရဲ့တယောက်မင်းဘယ်သူလဲအထိတ်တလန့်ဖြစ်သွားရင်ကျမတောင်းပန်ပါရဲ့ ရှင်က Mrs. Lawrence ကသားပေါ့နော်။ကျုပ်ဘသူပဲသွားဆိုတာကျုပ်သိပြီသား။မင်းဘသူလဲဆိုတာသာပြော။ကျမ Katie Jackson ပါ။ Mrs. Lawrence နဲ့မနေ့ပြန်ခီးထွက်ဖို့ရောက်လာတာမိနစ်ပိုင်းပဲရှိပါသေးတယ်။အနောက်ရှေ့ဖြစ်သွားရင်ခွင့်လွတ်ပါနော်။ဩမင်းကဒီရဒီမှာ ပွဲထုတ်မဲ့တယောက်ပေါ့လေ။ Katie စီတို့လျှောက်လာသည်။လက်ထဲမှာဖန်ခွက်ထဲတွင်ညွညွအီးတွေ။နေပါဦး။ထွက်မပြေးပါနဲ့ဦး။ စကားတစ်ခွန်းတစ်ခွန်းလောက်မင်းနဲ့ငါရှင်းရှင်းပြောကြရအောင်။ तू နိကတ်စွာရက်လာသည်။ तू ပါဇံမှာရက်နဲ့တထောင်းထောင်း။ရှင်းရမမှုတဲ့အချိန်ကြမှာပြော။ခုမပြောနဲ့အောင်။ KD ကဆက်ဆက်ပြန်ပက်လိုက်။ဒါဆေးပါကွ။ကိုကျမကြီးတို့တောက်တဲ့ဆေးပါ။စောစောကစောင်းစင်နောက်မှာပလင်းဟွက်လိုက်တာကျမမြင်တယ်။ရှင်ရက်တွေတောက်နေတာ။ဒီတော့မှ तू ပြောလာသည်။အိမ်ပေါ်တယောက်တော့ကိုရက်တွေခိုးတောက်ပါတယ်လို့မမေကိုသွားတိုင်တော့အလုပ်ပြုတ်သွားဘူးလေ ကျမအိမ်ပေါ်မဟုတ်ဘူးရှင်အေးပါမင်းကကြုတ်ကိုဖြတ်ကျော်သွားပြီးယောက်ျားတယောက်ကိုဖမ်းဖို့ထွက်လာခဲ့တဲ့မိကလေးပါကေတီကသူ့ပါကိုဖျန်းကနေလှမ်းချလိုက်သည်သူ့ပါပြင်းနဲ့လက်ချောင်းရည်အဖွေးသားထင်သွားသည်သူကကေတီလက်ကောက်ကိုဆက်ကနေဖမ်းဆုပ်လိုက်သည်မင်းတော်မရဲမလားမင်းကပညာပေးရမယ်ပြီးတော့ဘာမှဆက်မပြောတတ်တယ်လို့သူရက်သွားသည်သူ့မူရမှာပြီးပြီးကလေးတယောက်နဲ့တူနေသည် ကတိလက်ကိုကင်ထားပြီးသူဘာဆက်လုပ်ရမလဲသိပုံမပေါ်ကဲကျမတောင်းမှန်ပါလေကျမတို့နှစ်ယောက်စလုံးမှားကြတာပဲလွတ်ပါတော့ကျမနာလာပြီရှင်းလက်ကသိတ်တန်တာပဲဒီတော့မှသူကျင်က်တော့ဝင်ရည်တန်တာပေါ့ပေါင်နေရာကိုကိုအေးစစ်စစ်မနိုင်နဲ့ဟုတ်ပြီတကယ်ကလေးလေးတယောက်လိုပါပဲလားသူနည်းဘလို့ဆက်ဆံရမည်ကိုကတိရိတ်မိလိုက်သည်ဟုတ်လားတချို့ဆိုပေါင်တရာတော့မမနိုင်ဘူးနော်ဖန်ခွက်ထဲမှာလက်ကြံကိုသူမော့သည် ပါဇက်ကိုအင်ကြီးလက်မောင်းဖြင့်တုပ်သည်ကိုကမြင်းလဲတနေကုန်မမောတန်းစီးနိုင်တယ်အာဖရိကမှာကိုမဲလိုက်ခဲ့တဲ့အကြောင်းတွေပြောရင်မယုံမတော့မဟုတ်ဘူးဘန်ကောင်တွေရကလေးပြောစမ်းပါဦးကျွန်မယုံပါတယ်ချင်းသေးတွေကြံ့တွေပြီးတော့ကိုရခဲ့တဲ့ကြွယ်ဟန်းတကောင်ဆိုရင်မုတ်ဆိုးလောကမှာတန်အော်ဖြစ်သွားကြတယ်ဒီလောက်ကြီးတဲ့ဂျိုကိုဘသူမှမရဘူးသားလေကေတီကသူ့ကိုတန်အော်ကြည့်ပြီးဒါနဲ့ရှင်းကနေမကောင်းဘူးဆို ရှင်းကြည့်ရတာနေမကောင်းတဲ့ပုံလည်းမပေါ်ပါလားပြောပြီးမှဂီတီမှားသွားမှန်းသိသည်ဒီเจ้าရောင်ကို तू ပြောခြင်းမုံမယားတခါတလေနေမကောင်းတာပါကွာအိမ်ကထွက်နေရရင် ကောင်းနေတာပါပဲမင်းတို့နဲ့ပင်လယ်ကမ်းကြီးကိုလိုက်ဖို့ကိုယ့်ကိုမခေါ်ဘူးလားအိုးရှင်းတဘောပေါ့ရှင်းကိုရှင်းပိုင်တာပဲမမေကိုအဲ့ဒီကြောင် ပြောပြလိုက်စမ်းပါကွာသူကလူတိုင်းရဲ့ဘဝကိုပိုင်ခြင်းနေတာဖီလာဒဲဖီးယားတစ်မျိုးလုံးကိုခစားတင်နေတာပြောပြဆိုဆိုသူခြာကနေလှစ်ထွက်သွားသည် သူတို့ကားကိုနောက်ကားသစီးကကြော်တက်သည်ဖုံလုံးကြီးတွေထသွားသည်တမိကေတီလက်ကင်ပေါ်နဲ့နှာခေါင်းပိတ်တာ Mrs. Lawrence ကစိုးရင်တကြီးလှမ်းပြောသည်တစ်ဆက်ထဲတွင်ကြော်တက်ပြီးရှေ့ကရက်နေသည့်ကားကြီးကိုကြည့်ပြီးဟဲ့ဟဲ့ဘလက်ဆိုအိမ်ကကားမဟုတ်လားမဖြစ်နိုင်ဘူးထင်တယ်မရန်ကားနှစ်စီးရှင်ရက်လိုက်သည်တီဇန်ဘလို့ဖြစ်လာရလဲဘီလီအိမ်မီးလောင်လို့နောက်ကပြေးလိုက်လား William D. Wood Lawrence ကားထဲမှာထွက်လာသည် Hello Mimi, မင်္ဂလာပါ Mrs. Jason. Hey Blesso, မဘာကူညီလို့သေးတယ်။ Mimi မေးတာကိုမင်းမဖြေသေးဘူး။အိမ်မှာဘာဖြစ်လို့လဲ။ဘာမှမဖြစ်ပါဘူး။ဘာမှမဖြစ်ပဲနဲ့ဒီလောက်မောင်းလာလား။ကျွန်တော်တွေ့မမြင်ပါဘူး Mimi ရဲ့။မင်းကိုကောက်သဘောကျရလား Mrs. Jason. တိတ်လာတာပဲဘလောက်မြင်မြင်မောင်းနိုင်လဲ။မန်80အေးဆေးလေးပေါ့။မမပြောစမ်းပြီလီ။မင်းအိမ်ကဘယ်ချင်းထွက်လာလဲ။ မင်းမတို့ထွက်သွားပြီးနိုင်ဝလောက်ကြာမှလိုက်လာတာပါဘီလီကကားမောင်းတိတ်ကျွမ်းတာပဲနော်ကျမလည်းတက်ချင်လိုက်တာလွယ်လွယ်လေးပါနှစ်ရက်လောက်တင်လိုက်တက်ပါတယ်ဘာလဲမင်းကပင်လယ်ကမ်းခြေကိုလိုက်မလို့လားအမေလို့သူကမြက်ကလူးဆံပြားလှမ်းပေးလိုက်သည်ဆရာဝန်နဲ့ကျွန်တော်ဆွေးနွေးခဲ့ပါတယ်ခဏတစ်ဖြုတ်ဆိုရပါတယ်တဲ့ကဲကျွန်တော်ရင်သွားနေမယ်မေမေကမ်းခြေရောက်မှဆုံမယ်နော်မစ္စစ်ဂျက်ဆန်ပြောပြောဆူဆူမောင်းထွက်သွားသည် တို့သားမိနေရကြရင်မိတို့နေစတိုင်းဆက်ဆိုင်ရမည်ကိုကေတီတဖြည်းဖြည်းသဘောပေါက်လာသည်။ဘီလီလော်ရင့်စ်မကျမ်းမာကောင်ကခက်ဆန်းဆန်းပြန်ကားစည်းနှင်းလျှောက်သွားနေရရင်နေကောင်းနေသည်လေ။ကေတီကသူနှင့်အလိုက်ထိုက်ဆက်ဆန်းသည်။မဲလိုက်ပုံမြင်များနှင့်ငါးဖက်တီအကြောင်းများကိုစိတ်ဝင်တစားနားထောင်သည်။မစ္စစ်လော်ရင့်စ်ကိုလည်းချစ်အောင်ခင်အောင်ပြုမူနေထိုင်သည်။တညရယ်မစ္စစ်လော်ရင့်စ်ကဘလောက်လှတဲ့ညလဲကွယ်။နေရာဒီကောင်တော့မယ်ကေတီရဲ့တို့ပြန်ရတော့မယ်။ကျမဘလို့ပြောရမှန်းတော့မသိပါဘူးတော်တော်ရဲ့။ အေးပေါ့ကွယ်မင်းတို့ရွယ်ဆိုတာခံစားမှုတွေရောထွေးနေတတ်တဲ့ရွယ်ပဲတရော့ကိုတခုပြောစမ်းပါကွယ်တကယ်လို့ဒီနေရာဒီမှာခီးထွက်လာရတာမင်းအတွက်အကျိုးမြတ်မရှိဘူးဆိုရင်အတော့ကိုစိတ်ကွက်မလားရင်အိုးတရော့ကလည်းမဟုတ်တာကျမကိုပင်လဲကန်းကျင်မှာပွဲထုတ်ဖို့ဆိုတဲ့တရော့အစီအစဉ်ဟာစေနာနဲ့လုပ်တာပဲစာချုပ်နဲ့လုပ်တာမှမဟုတ်တာတိတ်ကောင်းတဲ့အဖြေပဲကွယ်ပွဲထုတ်တယ်ဆိုတဲ့ရည်ချက်ကိုတော့မင်းသိရနော်ကေတီ ဟုတ်ကဲ့အဲ့ခံပွဲတွေကပွဲတွေမှာအမျိုးကောင်းသားတရားအောင်နဲ့စုံတွေ့ပြီးချစ်ကျွမ်းဝင်လက်ထက်ဖြစ်ဖို့ဖုံးလာတော်ဟေးမင်းဟာတိတ်လက်တွေ့ကြတယ်မင်းကလေးပဲဒီတော့တော်တော်လေးတည့်တယ်ပဲပြောတော်မယ်မင်းလိုဖိုးတန်တဲ့မိကလေးကိုအခြားတိုင်ဝင်စီတော်မရောက်စေချင်တော့ဘူးတော်တော်ပြောတာနားလေနော်ရှင်ကျမနဲ့ဘီလီ ဟုတ်တယ်ကေဒီမင်းတို့တရားအောင်နဲ့တရားအောင်မျက်နှာနိုင်ကြမယ်လို့တတော်ထင်တယ်လေတိတ်ပြောစရာကောင်းတဲ့မိသားစုဖြစ်လာပါပဲမဟုတ်ဘူးလားကွယ်ကျမမပြောတတ်ဘူးတော်တော် သူ့ကိုကျမခင်ပါတယ်ဒါပေမဲ့ကျမသူ့ကြောင့်ဘာမှမသိသေးဘူးအချိန်ယူစဉ်းစားပြရစေုံတော်သားတို့ပြပေဒီဝက်နဲ့တော်လက်ထက်သုံးကလည်းဒီလိုပါပဲကွယ်ကျမမသိဘူးတော်သူကတော့သဘောကျပါမလားယင်သူကအရှက်ကြောက်ကြည့်တယ်ဒါပေမဲ့အတော့သားကြောင့်တော်သိပါတယ်အော်တဘာလာလောက်မှမင်္ဂလာဆောင်မယ်ဆိုရင်ပြင်ဖို့စင်ဖို့အချိန်တလောက်လောက်ရတယ်ကွယ်ယခုကနေဒိုင်မင်းထိုးစင်းမိဆဲဆဲကေတီတစ်ခုလုံးတောင့်သွားသည် ။"အိုး၊သူ့သဘောသားကျမလည်းမသိသေးဘူး။မြင်လည်းမလားတတော်ရဲ့။အေးလေ၊ဒါဆိုလည်းမင်းသူနဲ့တိုင်မြုံပေါ့။ကိုနဲ့လက်ထပ်ဖို့မင်းသဘောတူပြီဆို။ကျမအဲ့လိုမပြောပါဘူး။ဘာဆုံးဖြစ်ရမယ်မသိသေးဘူးလို့လည်းပြောလိုက်တာပါ။ဘာဖြစ်လို့မသိရမှာလဲကေတီ။ဒီမဲ့ဘီလီ။ရှင်နဲ့ကျမတယောက်နဲ့တယောက်ဘာမှအတွင်းကျကျတိကျသေးတာမဟုတ်ဘူး။ကျမရှင်နဲ့သူကားမောင်းရတာရေကူးရတာတွဲကပ်ရတာပြောပါတယ်။ ဒါပေမဲ့ကျမကိုချစ်ရဆိုတာကရှင်မဟုတ်ဘူးရှင်မေဖြစ်နေတယ်။အော်ကေတီရဲ့သူပါပဲကွယ်။သူလက်ထက်ကြအောင်ပါနော်။ဟင်အဲ့ဒီနည်းနဲ့တော့ကျမလက်မခံနိုင်ဘူး။သူကဝုန်းငနဲ့ထရက်ပြီးကေတီပခုံးကိုလှမ်းဆွဲလိုက်သည်။ပြီးတော့ရင်ဝင်ထဲကိုဆွဲပွေကခက်ချင်ချင်နှမ်းသည် သူဆွဲရန်ကင်တွင်နေပုံမှာပိုင်ဆိုးပိုင်နေနိုင်လာ၏ရရန်ကကားပုံစံသူပြန်ကားကိုသူမောင်းနေသည်လား ရွက်လေသင်းပြင်းမှုန်တိုင်းကိုဖျက်တမ်းနေသည်လားကဲပြောကို့လက်ထက်မလားသူ့လေတန်းကမင်းကမဟုတ် အမိန်တန်းဒီတော့မှကေတီကောင်းညိတ်သည်တော်တော်သူ၏နန်းနောက်ွယ်တွင်မုံလာချစ်လာကေတီမခွဲကြတဲ့ဖဖေးလက်ကိုတွဲပြီးဖျက်ရှိခိုးကြောင်းတဲ့သူဝင်ခဲ့သည်အစမ်းလေးကျင်တော့ကစီကြက်ကြက်လှမ်းနိုင်ခဲ့၏ယခုမှခြေထောက်တွေကဲဆွဲထားသလားအောင်မရသည်သူတွေကလည်းဖျက်ရှိခိုးကြောင်းပြီးတငယ်ချင်းတွေအားလုံးလာကြသည် မိုက်ကလဟန်ကိုလည်းမမကြီးတွေ့ရ၏ကေတီတို့ဆက်ဆက်ကြောင်းလန်းပြီးနောက်မိုက်နဲ့တခါပဲတွေ့ရသည်ကိုညီမလင်ကောင်းတားကောင်းရတဲ့အတွက်ကိုဝမ်းသာပါတယ်ဟုစုမကောင်းတောင်းပေးသွားသည်မိုက်ကကေတီလေးလံသောခြေလမ်းများကိုစောင့်ကြည့်နေသည်ကေတီရင်ထဲတွင်လှ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 ဖြစ်လာသည်မိမျိုးမသွားအောင်မနေသတိထားနေရ၏သူတို့သမီးဝတ်စုံရှိဖြင့်ကျက်တီရှိကြတိုင်းရှိနေသည့်ဂီတီကိုမမေကမျက်ရည်တလဲလဲဖြင့်ကြည့်နေသည်။မမေနောက်တွင်တော့ဖော်ဖွာမာဂရက်အော်တော်နဲ့ ဖဖွားဤမျက်လုံးများကမကျေနပ်သည့်အတွင်ကိုထင်းသားဆောင်လျက်ဒူရန်ကြီးစောင်းနေဖေဖေကသစိမ့်ပြင်းပြင်းတူဦးလက်ထဲသို့ကေတီကိုလက်ပြောင်းပေးလိုက်သည်ဝီလျံတီဝက်လော်ရန့်စ်ကကေတီကိုဖေဖေမမတွဲယူလိုက်သည်အိတ်ခန်းထဲမှာနှစ်ယောက်အိတ်ကရင်ပြင်ထားပေးဖို့ဟိုတယ်မန်နေဂျာကိုကြိုပြောထားတယ်သိလားကေတီတခန်းထဲနေပြီးတယောက်တကယ်စင်အိတ်ကြတာဒီနေ့ခစ်စားနေတယ်ကွတော်တော်သဘောမကျဘူးအဲ့ဒါကြောင့်လင်းကွာမရက်ကွာတွေပိုများနေတာ Mrs. Lawrence ကသူ့အစီအစဉ်ကိုပြောပြရင်ခက်ကိုဝေဖန်နေသည်။ Philadelphia Hotel တွင်ခဏနေပြီးဝေဘသို့မင်္ဂလာကြီးထွက်ကြမည်ဖြစ်သည်။နေရာချထားပေးကြသည့် Hotel သို့သမားတွေထွက်သွားသည်နှင့် Billy ကကိုအင်းကိုချွတ်ယင်းပေးသည်။မင်္ဂလာဆောင်မှာစံမန်းပေါပေါကျဲတာဘာတွေပဲလဲ။ဟိုးရှိရှိရောမခက်ကလေးကစခဲ့တဲ့တလီလီ။သားသမီးများထွန်းကားဖို့ဆူတောင်းကြတာတဲ့။ဟုတ်ရှင်းပြကမှာ Billy ကပိုရလေရဲစရဲလှုပ်လာသည်။ ပိုင်ဆိုးပိုင်နေလောက်လာသည် တောင်ပေါ်သို့တက်ရသည့်လာပင်မလှသည့်ခြေလမ်းများဖြင့်တကားပိတ်ဖို့ဂတိခန်းဝသို့လျှောက်လာခဲ့သည်ညနာကိုလက်ဖြင့်တစ်ချက်တက်လိုက်သည်လက်တွေအေးစနေကြောင်းသတိထားလိုက်မိချွေးစည်တွင်အေးစနေသည့်လက်ဖြင့်မိကလုတ်ကိုလှမ်းပိတ်လိုက်သည်ဟိုတယ်ရောက်ပြီးနှစ်နာရီကြာရင်ဘီလီကသူ့အချစ်တော်ပြိုင်ကားကလေးကိုမောင်းထွက်သွားသည်ခန်းထဲတွင်ဂတိတယောက်စောက်တရမရဖြစ်ကျင်ရခဲ့သည် ကဘာကြီးတစ်ခုလုံးကျွန်ုပ်မောက်ကုံဖြစ်နေသည်လားခန်းထဲမှာထွက်လာခဲ့သည်အောက်ထပ်သူတယောက်ထဲဆင်းလာခဲ့သည်ဟိုတယ်မူတန်းတွေကစူးစမ်းသည့်မျက်လုံးများဖြင့်သူ့ကိုကြည့်ကြ၏ဘယ်သူတွေပါထင်နေကေတီကယူမဆိုင်တော့အပြင်သို့ထွက်ခဲ့၏မြို့တော်ခမ်းမသည်ဖလာဒဲဖီးယားည၏ကျက်တီကိုစောင့်နေ၏တောင်ဘက်တပြအကွာတွင်ဖီဖီလှုပ်လှုပ်သည့်ဖရန်ကလင်အကယ်ဒမီကျောင်းအနောက်ဖက်လေးပြအကွာတွင်ဒေးဗစ်လော်ရန့်စ်တိုင်ကြီးဟိုးဘက်မလမ်းမကမ်းတွင်စပရစ်လန်ကအမေအိမ် အားလုံးမိမိနဲ့အကျွမ်းတဝင်ရှိပြီးသားနေရတွေ့ကြည်တိုးတော့ KT တယောက်ဘယ်စီကိုတွားရမှန်းမသိခလလန်စီမှာကားရစီစက်ကုံဖွင့်ပြီးမောင်းတော်တဲ့ကြားလိုက်ရသည်ဘီလီကာတန်သူကလူယောက်ျားပိသားကြောင့်ပြကျင်လို့တယ်လေရှောင်းရင်ရှောင်းရင်တသားဝင်းချံမြင့်မြင့်ကြီးတစ်ခုစီတို့ရောက်လာခဲ့၏အဆောင်အုံတစ်တွေဆောက်လို့နေသည့်စခန်းတစ်ခုလာရောင်ရည်ရည်တွင်အရာမဆိုင်ဘုတ်ကြီးကိုလှမ်းမြင်လိုက်ရသည်မိုက်ကလာဟန်ဆောက်လို့ရည်ကန်ထရိုက်တာ ။အော်ဒုက္ခဒုက္ခ။ဘယ်စီကိုဥတီရှာရှာအတိတ်နဲ့မလွတ်ကင်းနိုင်ပါကလား။အင်းမိုက်တယောက်သူ့လုပ်ငန်းမှာအောင်မြင်နေပြီပဲ။ချက်ချင်းလှည့်ပြန်ရမည့်အစားငူသားငေးကြည့်နေမိ။တက်သားဝင်းထရံမှတက္ကမကြီးကိုလှမ်းမြင်ရသည်။တောက်ခမထာအသာတွန်းကြည့်တော့အလဲတကူပွင့်သွားသည်။တိုင်ကြီးတလုံးကိုအုံမြင့်ချနေစေဖြစ်၏။တက်သားရိအိုခဲရိကအဆုလိုက်ပုန်လိုက်။ဝင်းထရံပြင်ပတွင်ဘရင်မောက်တပေါက်တည်းရှိသည့်တဲတလုံးကိုတွေ့ရသည် ပရင်ပါမှာမီးအောင် မင်းမင်းဖြာထွက်နေရင်းနှင်းစည်းမှန်ရင်လင်းအောင်တဲတဲ့တို့အတာဝန်ကြည့်သည်ဘယ်သူမှမရှိလမ်းပေါ်တွင်လူတယောက်တချင်းဆူလာတဲ့ကြားလိုက်တကလုံးတုံသွားသည်အိုဖျားသခင်မရဲ့အတန်ပါလားအိုင်ယာလန်သူကလေးရဲ့မင်းမျက်လုံးတွေပြုံးလာတယ်မြို့သမီးတယောက်နဲ့ခြားလူတယောက်ရဲ့အတန်ကိုပါကြားရသည်ကျွန်တော်တောင်းရပါတယ်မိုက်ရေမသိမ့်တော့ပါဘူးဗျာ လူကြီးတွေသိရင်အလကားပြဿနာတက်ကုန်ပဲလက်ဆက်တက်တော့မိုက်ကအမျိုးသမီးတယောက်ကိုခေါ်လာတာပါလားတာဝန်ကျရဲကတားမြစ်နေချင်းဖြစ်ပြီးတော့ခမရမူးလဲမူးနေတယ်မိုက်ကဲပါကွာကိုတချင်းအော်မဆိုတော့ပါဘူးတိတ်တိတ်ကလေးစခန်းသွားပါမယ်မပြောင်းပါတော့ရဲကထွက်သွားတယ်ကြားလိုက်ရသည်သူတို့နေရာဝင်းချန်နဲ့ဝင်လာနေကြသည်အိုးရှင်ပြောတော့အိမ်ဆိုဒီလို တိုက်ကြိုတိုက်ကြဆိုရင်တော့မဖြစ်ဘူးကျမပြောင်းမယ်ဒါငါအိမ်မှာမချော် ဒါမိုက်ကလာဟဲအိမ်ပဲဘာစိန်ငယ်ပစ္စည်းမှမရှိဘူးမိုက်တဲတဲဝင်သွားသည်ကေတီကတဲပြင်တွင်မှောင်ရိပ်ခိုပြီးကတ်နေလိုက်တဲဝါတွင်ရက်ဆောင်နေသည့်မျိုးသမီးစီကိုကေတီရှောက်သွားသည်လက်နှကြအော်မြင်ပြုတယ်ရှ်တိတ်တိတ်နေတူတူပြောကေတီကဥအောင်ပေးလိုက်နိုင်မျိုးသမီးကကေတီကိုအလန်နှကြကြည့်ပြီးသူခေါ်လို့လိုက်တာဒီမှာလဲတယောက်ဘာသဘောလဲရှင်ပြန်သွားရင်ကောင်းမယ်ထင်တယ်အလို့တော့ သူကညဝဲလောက်အချိန်ကုန်ခံပြီးမှဒီတိုင်းမပြတ်နိုင်ပါဘူး။ KD ကပတ်စံရိတ်ထက်လက်နိုင်ပြီးငွေဆက်ကိုတစ်ထပ်ဆွဲယူလိုက်သည်။ "KD, ကျင်းနေပြီလား"ဆယ်ဒေါ်လာလက်ထဲရောက်လာတော့အမျိုးသမီးချစ်ချင်းနဲ့နဲ့ထွက်သွားသည်။ Mike အမောင်နဲ့ပြန်ထွက်လာသည်။တိုင်းတိုင်းခုံနေသည့်ရင်ဖြင့် KD ရက်ဆောင်နေ၏။ဒူးတွေမခံကျင်တော့လောက်အောင်အားရင်ကုန်ခန်းသလိုဖြစ်လာသည်။သူက KD ကိုကြည့်ပြီး"အလို့မင်းကဘာတို့လဲ?"ဩမှတ်မိပြီ။မင်းကိုကိုခေါ်လာတာပဲ။ကဲလာလေအထဲဦး။ မင်းသားတွေကတိတ်နှွညံ့ပါလားဘာမှပြန်မပြောမိအောင်မျက်စိမိတ်အန်ချိတ်ပြီးကတိညင်နေလိုက်သည်ချိတ်တွေကအစသူဆွဲချွနေမင်းဒီလောက်နှွညံ့မယ်ဒီလောက်မှွေးပြက်မယ်လို့ကိုမထင်ခဲ့ဘူးအင်းလွန်လိုက်ပါပြီးတော့မိတ်ကလေးရဲ့ဟေးကာလာဟန်ရတာကိုယူမရတာကိုလွမ်းမနေနဲ့မင်းသူ့ကိုမိတ်ပြလိုက်တယောက်တည်းသူ့ဘာသာသူပြောနေချင်းဖြစ်ကတိရင်နဲ့နှင့်ကနဲ့နာသွားသည် တသက်မေ့နိုင်တော့မည်မဟုတ်သည့်အချက်ညာသူအိမ်မောကြနေစဉ်ဝတ်တွေပြန်ဝတ်ပြီးကေတီတိတ်တိတ်ကလေးပြန်လာခဲ့သည်ခုတိုင်ပီလီပြန်မရောက်သေးခန်းကျက်ကြီးထဲတွင်အဝတ်လဲပြီးအိပ်ရာဝင်သည်နည်းနည်းချက်ချက်အိပ်ပျော်သည်ညာဒီညကိုမမေ့နိုင်တယ်လို့ဒီညတွယ်လေကေတီတယောက်ဘယ်တော့မှနောင်နာရလိမ့်မည်မဟုတ်ပါမွန်တက်ချင်းလောက်မှနိုးလာသည်တကားခောက်တန်းကြောင့်နိုးလာခြင်းဖြစ်အချင်းမူသူလေတန်းဖြင့်ပြန်မေးလိုက်သည်ဘာတူလဲ ကျွန်တော်ဟိုတယ်မန်နေဂျာပါ Mrs. Lawrence ဝမ်းနေစရာသတင်းပို့ဖို့ကျွန်တော်တက်လာခဲ့တာပါ Katie ကြောင်သွားသည် Mrs. Lawrence လို့အခေါ်ခံလိုက်ရခြင်းကြောင့်ဖြစ်ခုမှလုံးလုံးရရနိုးလာသည်나이စီကိုတစ်ချက်ပြန်ကြည့်ပြီးတကားဖွင့်ပေးလိုက်သည်ဘာများလဲရှင်မန်နေဂျာကသတင်းတစ်ချက်မျိုးလိုက်ပြီးကျွန်တော်တို့ Mrs. Lawrence ရဲ့ရောက်ခမကြီးကိုပထမဆက်သွယ်ဖို့စူးစမ်းပါတယ်။နယူးယောက်ကထွက်သွားလို့မတွေ့ခဲ့ရပါဘူး။ မနေ့ညက Mr. Lawrence ကားမောက်ပြီးသုံးသွားပါတယ်။ Mrs. Lawrence ကျွန်တော်တို့ဟိုတယ်မှာဆရာဝန်ရှိပါတယ်။ကျွန်တော်ခေါ်ပေးရမလား။ကျေးဇူးတင်ပါတယ်ရှင်။ကျမဆရာဝန်မလိုပါဘူး။ဟုတ်ကဲ့ပါခင်ဗျာ။ခုကျွန်တော်ရဖတ်ပေးခဲ့တာကတော့ဆရာတင်မောင်မြင့်ပါသာပြန်ထားတယ်။တမနီလိပ်ပြားဆိုတဲ့ဘာသာပြန်ဝတ္ထုရှိရဲ့ပိုင်းနှစ်ဖြစ်ပါတယ်ခင်ဗျာ။နောက်လာမယ့်ပိုင်းသုံးကိုဆက်လက်ဆောင်မြော်နားဆင်ပေးကြပါအောင်ခင်ဗျာ။ တို့ညာရဲ့ပြည့်စုံများအားလုံးစိတ်ချမ်းသာကိုကျမ်းပါရှိကြပါစေခင်ဗျာ။